အားလုံးပဲမင်္ဂလာနဲ့နေခင်းလေးပါဒီနေ့လှုပ်နှားရက်ဆိုတော့ breakfast လေးပြင်လိုက်ပါအောင်မယ်အရင်ဆုံးပဲပြုတ်လေးကြော်ဖို့အတွက်ပြင်ဆင်လိုက်ပါအောင်မယ်ဒီမှာတော့ဈေးနဲ့နည်းနည်းလှမ်းတော့လေအဲပဲပြုတ်ကလေးဝယ်ပြီးတော့ဖူးလေးနဲ့ခွဲပြီးတော့တိမ့်ထားလိုက်တာပေါ့နော် frozen လောက်ထားလိုက်တာပေါ့အခုကတော့ခဲနေရလေးကို defrost လုပ်လိုက်ပါမယ်စီနည်းနည်းလေးထည့်ပြီးတော့ကျွတ်တော့အနီရင်ကြော်ပါမယ်

ဲပြုတ်ကြော်လေးရသွားပြီဆိုတော့စံကြောက်ကြော်လေးနှွေးပါမယ်ဒီစံကြောက်ကြော်လေးကလေရငင်းစေးတဲ့ဟိုမတ်တင်နေဝင်ဆိုင်အောင်ဝယ်လာတာပေါ့နော်သူကလေအရန်လည်းမငန်ဘူးအရန်လည်းအချို့မဟုတ်မများဘူးပေါ့နော်ပစံကြောက်ရတာလေးရတယ်စူစူအီလေးပေါ့နော်ဒါတော့ဗီဒီယိုရိုက်နေရင်လည်းမီးပြတ်သွားတာပါ စံကြောကျော်တို့ငံပြရေးကျော်တို့ဆိုရင်လေကိုကတော့ကျက်စံပြူကျော်လေးများမှပို့ကြိုက်တော့ကျက်စံပြူကျော်လေးထပ်ထည့်ပါတယ်။ဘဲဘုတ်ကျော်ပေါ်မှာလည်းကျက်စံနီကျော်လေးထပ်ဖြူပါတယ်။အဲ့တော့မှစားလိုက်ကျွတ်ကျွတ်ကျွတ်နဲ့ဖြစ်နေအောင်လို့လေ။အားလုံး ready ဖြစ်ပြီဆိုတော့စားဖို့ပြင်လိုက်ပါဦးမယ်။ဒီနေ့ငပိကျော်လေးနဲ့ဘဲဘုတ်ကျော်လေးကိုပါမုံနဲ့တွဲစားမှဖြစ်ပါတယ်။ စွန်ကျောက်ကျော်ပဲပုတ်ကျော်ဟာရတာပါပြီးသားဆိုတော့ပါမုတ်ကူတော့ရေရွဖြောင်းပေါ့နော် plain bread လေးနဲ့စားဖို့စီစဉ်ထားပါတယ်။မစားခင်ဓားပုံလေးတွေရိုက်ပြီးတော့စားလိုက်ပါဦးမယ်။ပါမုတ်လေးကလေးဂျုံသားနဲ့လေးမှုေးပြီးတော့ဣနေရပါတော့။နောက်ပြီးအချိုမကဲတဲ့အတွက်လေးဒီလိုဟင်းနေတဲ့တွဲဖက်ပြီးတော့စားတဲ့အခါမှာရမ်းကိုလိုက်ဖက်ပါတယ်။ဒီလိုပိတ်ရမနဲ့ခင်းလေးတွေဆိုရင်လေကျင်းငှက်တန်လေးတွေနားထောင်ရင်းနဲ့ပဝင်းကျင်းအသစ်ပင်လေးတွေကိုကြည့်ရင်းနဲ့မနဲ့စာစားပြစ်ပါရယ် ဒါလေးကတော့ကြည်နူးစရာမြန်မာဒလိလေးပေါ့နော်ဒီနေ့တော့လောက်ပါပဲနော်ကြည့်စုပေးသူများအားလုံးကျေးဇူးပါအားလုံးပဲပျော်စရာကောင်းတဲ့ weekend လေးဖြစ်ပါစေ Mm-hmm.